ဥပိန်တရားပေါ်ကလမ်းမေးစေးတဲ့ဘွားကနေအခုလိုတတိမကြီးပြက်လာကမှဘွားတို့တငယ်ချင်းတွေအပေါ်အခုလိုဆက်ဆံခဲလို့လူပြောများနေတဲ့ဖက်တီမှာလမ်းမေးစေးတဲ့ဘွားနဲ့အစင်းရနွမ်းပါစွာနေထိုင်ကနေအင်မတန်ချမ်းသာတဲ့တတိမကြီးအဖြစ်ဆိုင်ကြီးဖွင့်လှစ်နိုင်ခဲ့တာကတော့ဖက်တီမှာပဲဖြစ်ပါတယ်ရှင်။ဖက်တီမှာအနေနဲ့ရန်ကုန်မြို့ကြီးလိုနေရာကောင်းတစ်ခုမှာကြီးကျယ်ခမ်းနားတဲ့ဆိုင်ကြီးဖွင့်လှစ်နိုင်ခဲ့တဲ့အခါအရင်ကဘဝတူဖြစ်ခဲ့တဲ့လမ်းမေးစေးတဲ့လေးတွေအပေါ်မှာထင်မှတ်ထားတဲ့စကားတစ်ခုကိုအခုလိုပြောလာခဲ့ပါတယ်။ ဖတ်တီမာကအားလုံးသိတဲ့အတိုင်းဥပိန်တရာဘီနာလေးကလမ်းဘေးဈေးဆိုင်လေးမှာအချင်မောင်းတွေရောင်းချရင်းနဲ့အသက်မဝမ်းကြောင်းပြုခဲ့ရပါတယ်ရှင်။တာသမီတွေအများကြီးရှိတယ်လို့အကျွေးတွေကလည်းအများကြီးရှိတဲ့ဖတ်တီမာကတနေ့လုံးမှတနေ့စားတာမဟုတ်ဘဲတနေ့ကအလုံးလုံးလိုက်အကျွေးတွေဆက်လိုက်နဲ့အစင်းရဲ့ပင်ပန်းခေရှားပါတယ်။ဒီလိုအခြေအနေမျိုးမှာဘဝတူဖြစ်တဲ့လမ်းဘေးဈေးတယ်လေးတွေကဖတ်တီမာကိုကူညီဖေးမပေးခဲ့ကြပါတယ်။ သူတို့တက်နိုင်တဲ့မြအင်အားလေးတွေနဲ့ဖတ်တီမအကျွယ်လိုအတ္တမြလေးတွေကိုကူညီပေးခဲ့တဲ့ဘဝကျူလမ်းပေးစေတဲ့လေးတွေကတကယ့်ကိုကျေးဇူးတင်စရာကောင်းပါတယ်။ဒါပေမဲ့ဖတ်တီမကသူတို့တွေနဲ့ဘဝအခြေအနေမတူတော့ဘဲအခုချိန်မှာတော့အင်မတန်ချမ်းသာတဲ့သတိမကြီးပွားကိုရောက်ရှိလာခဲ့ပါပြီ။တက်မြတဲ့အချင်းမောင်ရောင်းချရင်နဲ့တက်နိုင်ငံလုံးအတိုင်းအတာနဲ့လူသိများအောင်မြင်လာခဲ့တဲ့ဖတ်တီမကအခုဆိုရင်တော့တာမန်လမ်းပေးစေတယ်မဟုတ်တော့ပါဘူး။သူမရဲ့ကိုပိုင်နာမည်နဲ့အစတောက်ကအမှတ်တစိတ်တွေကိုလည်းထုတ်လုပ်နိုင်ပြီဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေကအရန်ကိုတိုးတက်အောင်မြင်လာတာဖြစ်ပါတယ်။အရင် င်ဥပိတ္တနာပင်နာလေးမှာအချိန်မောင်းတွားရောက်ဇာမလို့တော့ပဲအွန်လိုင်းပေါ်ကနေရောင်းချနေတဲ့ဖတ်တီမာကအခုတော့ရန်ကုန်မြို့ကြီးမှာစိုင်ကြီးဖွင့်လှစ်နိုင်ခဲ့ပါပြီဖတ်တီမာအချိန်မောင်းနဲ့စားသောက်ကုန်မျိုးစုံဆိုတဲ့အင်မတန်ကြီးကျယ်ခမ်းနားတဲ့စိုင်ကြီးကိုခန်းခန်းနာနာကြီးဖွင့်လှစ်ခဲ့တဲ့ပွဲလေးမှာတက္ကသိုလ်ကွမ်းမုံလို့ထိတ်တန့်မင်းသမီးကြီးအပါဝင်တခြားသောအမှုပညာရှင်တွေဆယ်လီများစွာကလည်းတက်ရောက်ကုန်မြို့ခဲ့ကြပါတယ်ဒါပေမဲ့ခုနကပြောခဲ့တဲ့သူမစင်ရနွားပါတဲ့အချိန်တုန်းကကုညီပေးခဲ့တဲ့လမ်းပေးဈေးတယ်လေးတွေကတော့တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဒီအတွက်ကြောင့်ဖတ်တီမာကချမ်းသာသွားတဲ့အချိန် အရင်ကဘွားတူဖြစ်တဲ့လမ်းပစ်စည်းတဲလေးတွေကိုအဖတ်မလို့တော့ပဲမာနကြီးသွားပြီလို့လည်းတချို့တွေကထင်နေကြတာပါဒါပေမဲ့ဖက်ကြီးမအနေနဲ့ကတော့သူမရဲ့ဘွားကိုဘယ်တော့မှမပြစ်နိုင်မှာမဟုတ်ပါဘူးဘလောက်ထိကြိုးစားရုန်းကန်ခဲ့ရတဲ့ဆိုတော့ကိုရံအသိဆုံးဖြစ်တယ်မလို့ချမ်းသာကြွားတဲ့ဘွားကိုရောက်လာတဲ့အချိန်မှလည်းနှင်ချတဲ့စိတ်သဘောထားနဲ့ပို့ပြီးတော့ကြိုးစားသွားမယ်လို့ဆိုပါတယ်အခုသူမရဲ့ရန်ကုန်မြို့ကဆိုင်ဖုံမွေးကြီးကိုဘွားတူလမ်းပစ်စည်းတဲလေးတွေမတက်ရောက်နိုင်ဘူးဆိုတာကခရီးဝေးလံလာတာကြောင့်ပဲဖြစ်ပါတယ်သူမကိုကူညီပေးခဲ့တဲ့လမ်းပစ်စည်းတဲလေးတွေဆိုတာကတယောက်နှစ်ယောက်မဟုတ်ပဲ အများပြားဖြစ်တဲ့အတွက်သူတို့တွေအကုန်လုံးကိုရန်ကုန်ကိုခေါ်ဖို့စီရင်ကလည်းမဖြစ်နိုင်ပါဘူး။နောက်ပြီးတော့သူတို့တွေကတနေ့လုံးမတနေ့စားရတာမလို့စိုင်ပိတ်ပြီးထားခဲ့ဖို့လည်းမဖြစ်နိုင်တဲ့အတွက်ဖတ်တီမားရဲ့ရန်ကုန်မြို့ကစိုင်ဖုန်ပွဲကြီးကိုမလာရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဖတ်တီမားကတော့သူမကိုကူညီပေးခဲ့တဲ့ဘဝတူလမ်းမေးဆေးသေးလေးတွေအပေါ်ဘလောက်ထိကျေးဇူးတင်တဲ့အကြောင်းအင်တာဗျူးမှာထုတ်ဖော်ပြောပြလာခဲ့ပါတယ်။နေစရာမရှိထမင်းစားဖို့တောင်မရှိတဲ့အချိန်တွေတော့က ကူညီပေးခဲ့တဲ့ကျေးဇူးတွေကိုလည်းဘယ်တော့မှမမေ့ဘူးလို့ဆိုပါရယ်။သူမဘောတက်နိုင်စံကူညီပံ့ပိုးပေးခဲ့တဲ့ဘွားတူဈေးသည်လေးတွေကိုအမတ်တရားအနေနဲ့ကျေးဇူးတင်စကားထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါရယ်။အခုဆိုရင်တော့သူမကိုယ်တိုင်လည်းအောင်မြင်ချမ်းသာနေပြီမလို့ဝမ်းသာမိသလိုသူမရဲ့တငယ်ချင်းလမ်းပိဈေးသည်လေးတွေကလည်းချက်တူဝမ်းသာပြီးတော့ငူနေမှာဖြစ်တဲ့အကြောင်းဖတ်တီမကသိနေခဲ့ပါရယ်။ဒါကြောင့်သူမလည်းတက်နိုင်တဲ့ဘက်ကနေပြန်လည်ကူညီသွားမှာဖြစ်ပြီးတော့တငယ်ချင်းတွေရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့မှာမဟုတ်တဲ့အကြောင်းတနိုင်ငံလုံးသိအောင်လို့ထုတ်ပြောပြလာခဲ့တာဖြစ်ပါရယ်။ပုံမှန်ဆိုရင်တော့အောင်မြင်လာတဲ့အချိန်အ ောက်ခြေလွတ်သွားတတ်ကြပြီမဲ့ဖတ်တီမာကတော့ဘဝမေ့တဲ့သူတယောက်မဟုတ်ပါဘူးအခုဆိုင်ကျင်းတဲ့အတူရောင်းချဖို့အတွက်ပြင်ဆင်ပြီးရင်တော့မန္တလေးမြို့ဥပိန်တရာဘီနာလေးမှာဘဝဒူလမ်းပေးဈေးတယ်လေးဒီစီကိုပြန်သွားပြီးတော့ကုညီထောက်ပံ့ပေးသွားအောင်မှာဖြစ်ပါတယ်ဥစားဒနာနွမ်းပါတဲ့အောက်ခြေလူလန်းစားလေးတွေဆိုပေမဲ့တယောက်ပေါ်တယောက်ကုညီဆောက်ရှောက်ပြီးတော့ကျေးဇူးတည်တတ်တဲ့စိတ်ထားလေးတွေကအင်မတန်လေးစားစရာကောင်းတော့လာပါရဲ့ရှင် ရန်ကုန်မြို့ကြီးမှာစိုင်ကြီးကြီးဖွင့်လှစ်နိုင်ခဲ့ပြီးတော့ဘဝတူလမ်းပေးစည်းတဲ့လေးတွေကိုကူညီပေးသွားမယ်ဆိုတဲ့ဖတ်တီမာကိုဒီထက်အမကအောင်မြင်မှုအတွက်ဆူတောင်းပေးသွားခဲ့ကြပါအောင်နော်။